တောင်ကိုရီးယားမှာဆွဆဲပြစ်တင်ခံထားရတဲ့သမရယွန်းဆော့ယိုကိုထောက်ခံသူတွေနဲ့စန့်ကျင်သူတွေရဲ့စုယုံဆန္ဒပြမှုတွေဟာမလ22ရက်ကပုံမှုအရှိန်ပြင်းထန်လာခဲ့တယ်လို့ AFP သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။အခြေခံဥပဒေဆိုင်ရာတရားရုံးဟာလမဲရပိုင်အတွင်းယွန်းကိုသမရယာရုကနေဖယ်ရှားဖို့တင်မတင်ကိုဆုံးဖြတ်ချက်ချမှတ်မှာဖြစ်ပြီးအဲဒီဆုံးဖြတ်ချက်မချမှတ်မီလမ်းတွေပေါ်မှာဆန္ဒပြမှုတွေအရှိန်မြင့်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်းကအခြေခံဥပဒေဆိုင်ရာတရားရုံးဟာရုံးရဲ့ဆွဆွဲပြစ်တင်မှုကိုကြားနာစစ်ဆေးမှုတွေဇက်တိုက်ပြုလုပ်ခဲ့ပြီးတဲ့နောက်ရုံးကိုသမရယာရုကနေဖယ်ရှားဖို့တင်မတင်ကိုစဉ်းစားသုံးသပ်နေတာဖြစ်ပါတယ်။ကျွမ်းကျင်သူတွေကတော့ရုံးရဲ့ဆွဆွဲပြစ်တင်မှုဟာမလလယ်ပိုင်းမှာစင်ရင်ချက်ချခံရလိမ့်မယ်လို့ခန့်မှန်းခဲ့တဲ့အတိုင်းအောင်အခြေခံဥပဒေဆိုင်ရာတရားရုံးကစင်ရင်ချက်မချမှတ်သေးတဲ့အတွက်ရုံးရဲ့အမှုဟာတရားရုံးရဲ့သမိုင်းကြောင်းအရှိကြဆုံးစဉ်းစားသုံးသပ်ရတဲ့အမှုဖြစ်ခဲ့ပါတယ်။ဒါကြောင့်ရုံးရဲ့အမှုကိုဆုံးဖြတ်ချက်ချမှတ်တဲ့တရားသူကြီးတွေအကြားသဘော ရကွယ်လွှဲမှုတွေဖြစ်ပွားနေပွဲရှိတယ်ဆိုတော့ထင်ကြေးပေးမှုတွေလည်းထွက်ပေါ်ခဲ့ပါတယ်။စိုးမြို့တော်ရဲ့မြို့လေကောင်းလမ်းတွေပေါ်မှာရုံးကိုစန်းကျင်သူတွေနဲ့ပြည်နေခဲ့ပြီးဆန္ဒပြတဲ့တွေဟာနိုင်ငံရေးတင်ကြေးတာတွေနဲ့တောင်ကိုရီးယားနိုင်ငံအလံတွေကိုကင်ဆောင်ခဲ့ပါတယ်။ဒီအခြေအနေကိုလက်မခံနိုင်ပါဘူး။အခုထိသူဟာယာရုကနေတင်ဝင်ထုတ်ပယ်ခံရခြင်းမရှိသေးတာစိတ်တူဖို့ကောင်းပါတယ်လို့ဆန္ဒပြသူတို့ကပြောပါတယ်။ဒါပေမဲ့ရုံးကိုထောက်ခံသူတွေကတော့ရုံးကိုသမရယာရုမှာပြန်လည်ခံထားတာဟာတခရီးသောတရားမျှတတဲ့လှုပ်ဆောင်ချက်ဖြစ်လိမ့်မယ်လို့ပြောကြ ြခဲ့ကြပါတယ်။ရုံးကိုထောက်ခံသူတွေထဲမှာလက်ရရင် YouTuber တွေနဲ့ဘာသာရေးကောင်းဆောင်တွေပါဝင်ခဲ့ပါတယ်။အတိုက်ခံတွေကတော့ရုံးကိုဆွဆွဲပစ်တင်မှုကိုနှိမ်မြန်စွာစီရင်ချက်ချဖို့နဲ့တရမှုနှောင့်နှေးတန်းကြာနေတာဟာတာဝန်ကင်းမဲ့မှုဖြစ်ပြီးလူလူကိုမငြိမ်မသက်ဖြစ်စေတာဖြစ်ကြောင်းပြောကြခဲ့ပါတယ်။နိုင်ငံရေးပြည်သူတွေဟာအခုထပ်ပေါ်ပြီးသိခံနိုင်တော့မှာမဟုတ်ပါဘူး။တင်းမာမှုတွေရှိလာပြီးစိတ်မရှိနိုင်ကြတော့ပါဘူးလို့အတိုက်ခံလွတ်တော်အမတ်ကင်းမင်းစုကမလ18ရက်ကပြောကြခဲ့ပါတယ်။